င်္ဂလာပါခင်ဗျအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တော်တော်လေးမေးတာအဲဖုန်းလင်းနဲ့ဖုန်းလင်းဖြုတ်နေဖုန်းလင်းဖြုတ်နေအီးမေးလ်လင်းဖြုတ်နေနေမေးတာညီကိုလေးနော်တဆက်လည်းပြောပြလိုက်မလားအဲ့တော့ဟိုတနေ့ကလောက်တာပြီးလောက်တယ်ဒါပေမဲ့ login တခုတည်းရှိတယ်ဆိုတော့ကျွန်ဝင်ဖြုတ်လို့များအဲ့တော့ဒီနေ့ login နဲ့ login ခင်ဗျားတို့ပြဖို့တည်းကျွန်တော် login တခုအသစ်ပြန်ပြီးတော့ချက်ရအောင်နော်ပထမကြီးအထမလည်းကျွန်တော်ဖြုတ်ပြီးဖြုတ်လိုက်တယ်အခုလည်းကျွန်တော်အသစ်ပြန်ချက်ရအောင်โอเคအဲ့တော့ကျွန်တော်ဒီနေ့ အဲ့ဒါနော်နည်းနည်းလေးဟိုမှာဖြစ်ရောအဲ့တော့ကျွန်တော်ပြပေးမယ်နော်ဟိုလာတော့လောရင်တည်ဝင်တဲ့နေဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီ meeting ဖြုတ်တဲ့နေရယ် folding ဖြုတ်တဲ့နေရယ်နော်အဲ့တော့ကျွန်တော်အဲ့မှာဖြုတ်မယ်ဆိုရင်ကျွန်တော်သွားမယ့်နေရာတော့ထုံးစံတိုင်းပဲကျွန်တော်ဒီမှာညာလေးနေစက်တင်လေးတစ်ချက်ထောင်းလိုက်ပါပြီးကြော်ဒီ customer စားပြီပဲသွားလိုက်နော်ဘရောနော်ဒီကောင်နော်အဲ့ဒါပဲထောင်းခဏလေးနော် cho lễ đi về quay lại ra thì nha mà giáo y sư mà anh lên cao dù rồi <laughs> cho <laughs> nó có một gì ta họ họ ta có lên này này nó có lên trên đây đẹp á có lên này bị vài <laughs> vi sinh cho nó có nên như đi xe thay này vào nó ပြီးရင်ကျွန်တော်နောက်ထပ်တောင်းအောင်မှာဆမန်ကလိုင်းမန်းနေနိုင်ပြီတော့ MD ဇီယာခွက်လေးကိုကွတ်တီးပြောင်းထပ်လိုက်မာဇင်ရောက်လာပြီနော်ဒါကျွန်တော်ပုံလေးနည်းနည်းလေးဖြောက်လိုက်မလားမဟုတ်ရင်ဘရာတို့ဒါမာကျွန်တော်ပုံတမအဲဒီမှာဆိုရင်ကျွန်တော်တို့က email link ဖြုတ်ချင်တာပဲပြီးဖုန်း link ဖြုတ်ချင်တာပဲကျွန်တော်ဖုန်း link ဖြုတ်မယ်လို့တဘောထားလိုက်ပါအောင်အဲ့တော့ဂျင်နာမှာကျွန်တော် unlink account ဆိုပြီးတော့ဒီမှာရှိနေတယ် တချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းမြောက်ပါနော်ဒီမှာနော်အန်လင်းအကောက်ဆိုမှာ social and media ဆိုပြီးတဲ့မှာလေးတကောင်လေးပါနော်အဲ့နံပါတ်၄ချောင်းနှိပ်လိုက်ပါနှိပ်ပြီးသွားပြီရှင်ကျွန်တော်တို့ကနံပါတ်2နေရာမှာကျတော့ကျွန်တော်ဒီအကောက်ကိုကျွန်တော်ဒီဆော့ခဲ့တဲ့အချိန်မတ်မိရမှာနော်အရင်ဆုံးအဲ့ဒါလေးတွက်ကြည့်ရမှာနော်ဘယ်နာတွက်ကြည့်ရမှာလဲဆိုတော့ဒီအကောက်ကကျွန်တော်ဘီရှိရှင်မှာဆော့ခဲ့လေပြီးရင်ကျွန်တော်ဘယ်နှခုနေရလဲဆိုတော့တကယ်လို့ အစီအစဉ်တူးစဉ်2019ပေါ့နော်အစီအစဉ်4စဉ်တော့2020လာမသိဘူးအဲ့လိုမျိုးတော့ကြည့်ရမှာနော်အဲ့လေးဒီနားမှာထပ်ပေးပါကျွန်တော်တော့မဖြုတ်ဘူးလို့ကျွန်တော်ထပ်မပြတော့နော်ပြီးရင်နံပါတ်3နေရာမှာဆိုရင်ဒီမှာနော်ဒီကောင်နံပါတ်3နေရာမှာဆိုရင်ကျွန်တော်ဒီမှာဒီလွန်ခဲ့တဲ့6လကကျွန်တော်တို့ဒီဆော့ခဲ့တဲ့ region ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့6လကကျတော့ဘယ်အကောင့်နဲ့ကျွန်တော်ဆော့ခဲ့လဲနားကျွန်တော်ပုံပြလွန်ခဲ့တဲ့6လကကျတော့ င်ငယ်တဲ့6လကကျွန်တော်တို့ကဒီပင်နိုင်ငံနဲ့ဆော့ကောင်ဒီ email လေးမဲ့ပြို့ဖုန်းလေးမဲ့လို့ကျွန်တော်တို့ကတီးရမှာတခုကကျွန်တော်6လဆော့ပြီးပါမှာကျွန်တော်ဖြုတ်ရမှာเนาะဒီနီလန်เนาะအဲ့တော့တကယ်လို့လုံငယ်တဲ့6လပေါ်တာမလေးရှားမှာရှိနေမလေးရှားကထက်ပါပြီးဂျပန်မှာဆိုရင်ဂျပန်ထက်ပေါ့เนาะထိုင်းမှာဆိုရင်ထိုင်းထက်ပေါ့เนาะကိုကြိုက်တာတခုရွေးလေးထက်ရပါတယ်ကျွန်တော်တော့ဖြုတ်ပြအဲ့တော့ကျွန်တော်နံပါတ်4နေရာမှာကျတော့ဘာလုပ်ရမလဲဆိုတော့နံပါတ်4မှာဆိုရင် လုံငနဲ့6လာကျွန်တော်ဘာတပိုင်းနဲ့ဆော့ခဲ့လဲဗောနော်တကယ်လို့ iPhone ဆိုရင်ဒီနားမှာဒီနားမှာတွေ့တော့ဘာလို့မလဲ iPhone ကညာရေးပြီးရင်ကျွန်တော်ဒီမှာကိုဆော့ခဲ့တဲ့ဖုန်းမျိုးအစားဗောနော်ဒီနားမှာရှိရင်နော်တကယ်လို့ iPhone ဆိုရင် iPhone ရွေးနောက်ကြရင်ဒီဘက်မှာကျွန်တော် iPhone မျိုးအစားဗော7 7 8 8 7 8 7 7 8 7 8 7 4 7 4ဒီမှာယူလေးရနော်အဲ့မှာတခုရေးပေးပါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာလာမယ်နော်အဓိကအချက်ကဒီမှာနော် ျွန်တော်တို့ကဒီမှာတကယ်လို့ဒီမှာတကယ်လို့ email link ဖြုတ်ချင်တယ်ဆိုရင်ဒီမှာ email ဝင်ဖုန်းလို့လဲဒီကောင်လေးနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်ရှိတယ်ဆိုရင်ဖုန်းတော့ပြုတ်အောင်ရှင်းပါတယ်တကယ်လို့ email ရှိတယ်ဆိုရင် email ပြုတ်အောင်ပါနော်အဲ့ဒါလေးတစ်ချက် message ထောက်ပေးပါပြီးရင်နံပါတ်နံပါတ်6နေရာမှာကျတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့6လက email ရှိတယ်ဆိုရင်လည်းထည့်လိုက်ရရဲ့ email မတိဘူးဆိုရင်လည်းဘာမှ short မရှိဘူးနော်ဒီမှာရန်တမ်းမိတော့ email တစ်ခုထည့်လိုက်လိုက်ရအောင်နော်နံပါတ်6မှာ ြန်တမ်းပြီးတော့ email တစ်ခုထည့်လိုက်ပါပြီးရင်နံပါတ်9နေရာမှာကျွန်တော်လိုခဲ့တဲ့6လကကျွန်တော်တို့ဒီဖုန်းနံပါတ် link ဖြုတ်မှာဆိုတော့ဒီကျွန်တော်ဖုန်းနံပါတ် link ထည့်လိုက်ပါနော်ဒီကလေးထိုင်းဖုန်းဆိုရင်လည်းဒီမှာ66ပါညာရွေးမြန်မာဆိုရင်996ပေါ့ဒီလိုတင်ပါစေဖုန်းနံပါတ်ရန်ပြီးတော့ထည့်လိုက်ဒါတည်းကပြောမှဆိုတော့ဖုန်းနံပါတ်မတိလေရနော်ရန်ထည့်လိုက်ပါမရှိဘူး short မရှိဘူးနံပါတ်6နဲ့နံပါတ်9မှာရန်ပြီးတော့ထည့်လိုက်ရတယ်ဒီကလေးကိုကဟိုဘယ်လိုပြောမလဲနံပါတ်9ဖြုတ်ချင်ဟိုနံပါတ်တစ်ခုမဖြုတ်ချင်နေဒီမှာအပေါင်းနှိပ်လိုက် อืมအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်၈မှာဆိုရင်ကျွန်တော်လွန်ခဲ့တဲ့6လကကျွန်တော်တို့ဆော့ခဲ့တဲ့နာမည်ပေါ့နော်လွန်ခဲ့တဲ့6လကျွန်တော်နာမည်တွေပဲပြောင်းခဲ့တာရှိရင်ဒီလိုလွန်ခဲ့တဲ့6လကဘယ်လိုပြောင်းလဲနာမည်တစ်ခုထားခဲ့တယ်ပေါ့နော်အဲ့နာမည်အဟောင်းသိရမှာဖြစ်ပါတယ်အဲ့တော့နံပါတ်7နေရာမှာထည့်မှာဖြစ်ပါတယ်ပြီးနံပါတ်9နေရာမှာကျတော့ကျွန်တော်လွန်ခဲ့တဲ့ဒီ6လပြည့်အောင်ပါနော်ကျွန်တော်ဘယ်မဲ့ကိုကျွန်တော်ဆော့ခဲ့တဲ့အများလဲပြီးရင်ကျွန်တော် classic mode ကလစီမိုးစင်နဲ့ကလစီမိုးရွေးပြီးရင်ကျွန်တော်ဒီဘယ်လိုပြောလဲခြားတခြားဒီကလစီနဲ့ဟိုကနောက်ပဲရှိတယ်ကျွန်တော်ကလစီဆော့မြင်ပါတယ်ဒီဘက်မှာဆိုရင်ကျွန်တော်လီဗီစုလီဗီဆောင်းဟောစင်ဆောင်းဟောလွန်ခဲ့တဲ့6လကုကြီးကိုရိုးဆော့ခဲ့တဲ့အများဆုံးကလစီဟိုမက်ကွင်းကျွန်တော်ထည့်မှာရှိပါတယ်ပြီးရင်ကျွန်တော်နံပါတ်30နေရာမှာကျွန်တော်တို့ကနေကြည့်ဒီမှာတော့ဒီမှာနော်ဘယ်လိုနံပါတ်30နေရာမှာကျွန်တော်တို့က ေဘယ်လိုပြောမလဲဒီကိုလွန်ခဲ့တဲ့6လကကိုစောခဲ့တဲ့ရောက်ခဲ့တဲ့အဆင့်ပေါ့နော်တကယ်လို့ကွန်ရာဆိုရင်ကွန်ရာထက်လိုက်ပါပလက်တီနာဆိုရင်ပလက်တီနာပါနော်မှဒီမှာထည့်လိုက်ရပါတယ် EC နဲ့ EC ပေါ့အများဆုံးကိုရက်ကတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ no လို့လည်းရေးလိုက်ရတယ်ဒီဘက်မှာကျတော့ဘာမှမရှိဘူးမှကြိုက်တွေထည့်လိုက်ရတယ်ဒီမှာလည်းတကယ်လို့ကိုကွန်ရာရောက်ခဲ့တဲ့ဆိုရင်ဒီဘက်မှာလည်းကွန်ရာထက်ပါနော်ဒီဘက်မှာလည်းကွန်ရာထက်နှစ်ခုလို့ထက်လိုက် ကျွန်တော်နံပါတ်7နံပါတ်10မှာအလိုပေါ့နော်နံပါတ်7မှာကျတော့လုပ်ငန်းတွေ6လာကကျွန်တော်တို့ရဲ့ estimation clear of the key လုပ်ငန်းတွေ6လာကကျွန်တော်တို့ဘယ်လိုပြောလဲကျွန်တော်တို့ရဲ့တငယ်ချင်းတိောက်ရဲ့နာမည်ပေါ့နော်ကျွန်တော်အတူတူဆော့ခဲ့တဲ့သူရဲ့နာမည်တော့တိမအောင်နော်အများဆုံးဆော့ခဲ့တဲ့တငယ်ချင်းတိောက်ရဲ့နာမည်ထည့်မှာဖြစ်ပါတယ်ကိုနဲ့အတူတူမြင်ဆော့ခဲ့တဲ့တငယ်ချင်းတိောက်ပေါ့နော်နံပါတ်7မှာကျတော့အဲ့နံပါတ်7မှာပေါ့နော်တကယ်လို့နံပါတ်7မှာကျတော့ဒီမှာနော်ဟိုလုပ်ငန်းတွေ6လာကျွန်တော်တို့က နိုးလို့ပဲယူလိုက်နော်နံပါတ်7နေရာမှာနိုးလို့ယူလိုက်ပါကျွန်တော်ဘာ short မရှိပါဘူးပြီးရင်နံပါတ်73နေရာမှာကျတော့ကျွန်တော်ဒီဘယ်လိုပြောမလဲအဲ့ဒီ6လအတွင်းတော့ကျွန်တော်တို့ဒီပြန်တွဲကြည့်လိုက်ပါနော်တလား7လ3လ5လ6လပြန်တွဲပြီးတော့ဒီနားမှာ date ရေးလိုက်ပါအဲဒီနားမှာ date ရေးလိုက်ပါနော်လုပ်ငန်းလေး6လဆိုရင်ဘယ်နှခုနေပေါ့ပြီးရင်ကျွန်တော်ဒီမှာ UC ပမာဏပေါ့လုပ်ငန်းလေး6လကိုထိုက်ခဲ့တဲ့ UC အမောက်ပေါ့နော်အဲ့ဒါလည်းတိကျလည်းတိနေပို့ပြီးတော့ကောင်းတယ်တကယ်လို့380တွင်380 900တွင်900အမှထက်လိုက်ပါနော် ံပါတ်73မှာပြီးရင်ကျွန်တော်တို့နံပါတ်74မှာကျတော့ကျွန်တော်တို့ကဘာညာဘာညာရေးလိုက်ရတယ်မရေးချင်နေရတယ် please တကူပဲရေးလိုက်ရတယ်เนาะ P N E A S E C ဆိုရယ်ဖလီဘာညာ link email ကောက်ဆိုပြီးတော့အဲ့လိုမျိုးရေးလိုက်ရတယ်မရေးချင်နေရတယ် link email ဆိုပြီးတော့ရေးလိုက်ရတာတကယ်လို့ link ဟိုဘယ် link phone number ဆိုလဲရေးထည့်လိုက်ရကြည့်ရရေးထည့်ပါเนาะပြီးရင်ဒီမှာဆိုရင်ကျွန်တော်နံပါတ်75မှာအမှန်ချင်းနှိမ့်လိုက်ပြီးရင်ဒီမှာ summon guide ပေါ့เนาะ အဲ့ဒါနေပြီးတော့ okay နေလိုက်အောင်နော်ကိုကျဲကဒါမှဖြုတ်ပြတော့ဆိုတော့အဲ့လိုပဲပြပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီဖြုံးနံပါတ်ဖြုတ်တဲ့ညရဲ့ email ဖြုတ်တဲ့ညရဲ့အဲ့ဒါလေးပဲဖြစ်ပါတယ်အာညီကိုတို့တိမယ်ထင်ပါတယ်နော်အဲ့တော့ဗီဒီယိုလေးတခြားရောက်ကြည့်လိုက်ပါအဆင်ပြေပါစေနော်ကျွန်တော်ဖြုတ်တဲ့ဒူတွေတော်တော်များများတော့ရရတယ်ဗျဘာဖြစ်လို့ရကြလဲဆိုတော့ကျွန်တော်ပြတဲ့ညလေးတခြားလေးကြည့်တယ်ဗီဒီယိုလေးတခြားကြည့်ပြီးတော့လောက်တယ်ပြီးရင်နောက်ကျရင်တို့ထည့်တဲ့ရှီမီရှီကန်တွေကမှန်တယ်ဗောနော်လုံခဲ့တဲ့6လရှိတဲ့ဟာတွေအကုန်လုံးမှန်တယ်ဆိုတော့ဘာမှရှော့မရှိရဲ့အဲ့တော့ဒါလည်း ယ်ဆိုရင်ရအောင်ရမှာပါမရကြရအကြောင်းမရှိဘူးเนาะအဲ့တော့မရအောင်ဆိုရင်ကြောက်ကမမလက်မှတ်ပါเนาะမရအောင်ဆိုရင်ပေါ်တော့တခုထက်မှာတာပါเนาะရမှာတော့တည်ကြပါလေဒီနေ့ဗီဒီယိုလည်းဒီလောက်လေးပါပဲအဲ့တော့ကျွန်တော် YouTube channel ကို subscribe ပါလေးနှိပ်ထားပြီးကြပါအောင်ပြီးရင်ကျွန်တော် like ကလေးလုပ်ပြသားလေးရပါတယ်အဲ့တော့တိချင်တဲ့ mention လေးရှိရင် comment မှာမေးပါလေးရပါတယ်ကျွန်တော်ဒီ subscribe နှိပ်တဲ့ပုံကောင်းတော့ပေါ်တော့ဘယ်လိုပြောမလဲတခုအကြောင်းရှိရင်ကျွန်တော် like share လေးရအောင်เนาะကျွန်တော်တင်တဲ့ဗီဒီယိုလည်းခင်ဗျားတို့လည်း like ဆိုက်တယ်ဆိုရင်ကြည့်လို့ရအောင်เนาะအဲ့တော့ ဒီနေ့ဗီဒီယိုတက်လောက်လာအားလုံးတက်တာပါကျေးဇူးများကြီးတက်ပါတယ်နောက်ထပ်ဗီဒီယိုဒီဇိုင်းတစ်မျိုးနဲ့ကျွန်တော်လာလို့ရှိရင်နော်ဘာသာအဲ့ဒီချိန်ရတယ်အပိတ်ကြပါအောင်ကျွန်တော် highlight လေးတွေလည်းတွေ့တဲ့ခါကျရင် like လုပ်လေးလုပ်ပေးသားကြမမေ့ပါနဲ့ကျွန်တော်ဒီ email လေးတွေ phone line တွေကျွန်တော်အလကားဖိတင်လာပေးတော့နော်အဲ့တော့ဘာအဆင်ပြေပါသေးဗျာအားလုံးတက်တာပါ